တံပိုးထားရတဲ့ကျွေးမလေးစုပြည့်စင်တိုင်းကြောင့်ပြည်ပနိုင်ငံတွေအထိပြိဝတ်တီပုံရိုက်ကူးစေတဲ့ဟင်းဝီယံမိဘများပြည်သက်များအလုံးမင်းမင်္ဂလာပါရှင်ရွှေမလေးချန်နယ်ကနေပြလဲကြိုဆိုလိုက်ပါတယ်။ဒီရက်ပိုင်းဆိုရှယ်မီဒီယာမှာပြည်သက်တွေကြားမှာအကြီးမားဆုံးဟစ်ဖြစ်နေတဲ့သတင်းကတော့အလုံးရဲ့အချစ်တော်ဆုံးတွေဖြစ်တဲ့ငယ်စဉ်လို့ခေါ်ကြတဲ့မင်းသားဟင်းဝီယံနဲ့မင်းသမီးကျော်လေးစုပြည့်တဲ့စဉ်တို့ရဲ့မင်္ဂလာအကြိုဓာတ်ပုံသတင်းပါပဲ။ ဒီတရင်ကဘာကြောင့်ဒီလောက်တောင်လူတွေရဲ့ပါးစပ်ဖြာမှာအပြောမဆုံးဖြစ်နေရတယ်လဲဆိုတော့သူတို့ရဲ့ပြည်ဝတီရိုက်ကူးမှုကတာမန်မဟုတ်တဲ့ကြီးကျယ်ခံနာမှုတွေနဲ့ပြည်နှံ့နေလိုပါပဲသူတို့ဆောင်တွေကဓာတ်ပုံရိုက်ကူးဖို့အတွက်ကိုတကူတကတရုတ်နိုင်ငံကနာမည်ကြီးရေခဲတောင်ထိပ်အထိသွားရောက်ခဲ့ကြပါတယ်ပို့ပြီးတော့အင်ဩကြကောင်းတာကအဲ့ဒီနေရာကိုသွားဖို့အတွက်ကိုပိုင်ရဟန်းရင်ကိုဆင်းလုံးပြက်ငှားရမ်းခဲ့ပြီးတော့ဒီခီးစဉ်တစ်ခုလုံးရဲ့ကုန်ကြမ်းစိတ်ဟာတိမ်ပေါင်းတောင်းခဏရှိတယ်လို့သတင်းထွက်ပေါ်နေတာပါဒီလိုမျိုးကြီးကျယ်ခံနာတဲ့ရိုက်ကူးမှုကိုကြည့်ပြီးတော့ပြည်သက်တွေကတော့မင်းသားဟင်းဝေး န်တယောက်သူ့ရဲ့ဇနီးလောင်းလေးကိုဘလောက်တောင်တန်ဖိုးထားပြီးတော့အချစ်ကြီးကြောင့်ပြသလိုက်တာလေဆိုပြီးချီးကျူးနေကြပါတယ်။ဒါပေမဲ့ဒီကိစ္စမှာပြည်သက်တွေတတိထားမိတဲ့နောက်ထပ်အကြောင်းအရာတစ်ခုရှိနေပါသေးတယ်။အဲ့ဒါကတော့ဒီလောက်ကြီးမားတဲ့ငွေကြေးအကုန်ကြခံပြီးတော့ဒီလောက်ခက်ခဲတဲ့နေရာအထိရဟန်းရင်တွေနဲ့တွားရောက်ရိုက်ကူးရတဲ့ကိစ္စကသရိုးသားလဟင်းဝင်ရတယောက်ထဲရဲ့သဘောဆန်တော့ သူရဲ့အချစ်တစ်ခုတည်းနဲ့ဖြစ်နိုင်ဖို့မလွယ်ကူပါဘူး။ဒီရဲ့နောက်ွယ်မှာဟိဝရင်ရဲ့မိဘတွေမိသားစုရဲ့အခိုင်အမာထောက်ခံမှုနဲ့တန်ဖိုးထားမှုတွေအပြည့်အဝပါဝင်နေတယ်ဆိုတာပါပဲ။အလုံးသိကြတဲ့အတိုင်းပဲဟင်းဝရင်တို့မိသားစုဟာမြန်မာနိုင်ငံရဲ့ထိတ်တန့်တတိကြီးမိသားစုတစ်စုဖြစ်ပြီးတော့နာမည်ကြီးရုပ်ရှင်ထုတ်လွှင့်ရေးကုမ္ပဏီကြီးတွေစောက်လွှင့်ရေးလုပ်ငန်းကြီးတွေကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ဒီလိုမျိုးမျိုးဆက်ချီတဲ့ချမ်းသာတဲ့မိသားစုကြီးတစ်ခုကနေသူတို့ရဲ့အသေးအတက်သားတစ်ယောက်အတွက်ချွေးမတစ်ယောက်ကိုရွေးချယ်လက်ခံနေဆိုတာ တောင်ယုံတန်ယုံကိစ္စတော့မဟုတ်ပါဘူးအခုဆိုရင်ဟိဝရရဲ့မိဘတွေကသူတို့ရဲ့ချွေးမလောင်လေးဆိုပြတဲ့စဉ်ကိုဘလောက်တောင်တန်ဖိုးထားတယ်ဘလောက်တောင်အတိမတ်ပြုတယ်ဆိုတာကိုဒီပရိဝတ်ဒီခရီးစဉ်ကြီးကသက်သေပြနေရပါသူတို့ကချွေးမလောင်လေးရဲ့စိတ်တိုင်းချဖြစ်စေဖို့တိမ်ပေါင်းတောင်းချေကုန်ကြမဲ့ကိစ္စကိုအပြေအဝခွင့်ပြုပေးခဲ့ပြီးရောအကောင့်ထည့်ဖို့ပေးခဲ့ရပါဘာကြောင့်သူတို့မိသားစုကဆိုပြတဲ့စဉ်ကိုဒီလောက်ထိတန်ဖိုးထားပြီးတော့အလိုလိုက်ရတာလဲဆိုတဲ့မိကွန်းရဲ့အဖြေကလည်းရှင်းပါတယ်မင်းသမီးဆိုပြတဲ့စဉ်ဟာအနုပညာလောကမှာဖြတ် န်းလာတဲ့တလျှောက်လုံးနာမည်ပြလုံးဝမရှိပဲအင်ဒွေတိတ်ခါအပြင်နေနေထိုင်ခဲ့သူဖြစ်လို့ပါပဲ။ ပိုပြီးတော့လေးစားစရာကောင်းတာကသူမဟာအသက်30ကျော်တဲ့အထိမိဘအုပ်ထိန်မှုအောက်မှာစီးနေကန်းနဲ့နေထိုင်ခဲ့ပြီးတော့ချစ်သူရီစားဆိုတာကိုမထားဘူးပဲမင်းသားဟင်းဝရန်ကသာသူမရဲ့အခြေအူဖြစ်တယ်လို့သတင်းထွက်ပေါ်နေရပါအခုလိုခေကြီးထဲမှာဒီလိုအောင်မြင်တဲ့အမှုပညာရှင်တယောက်ဖြစ်ပြီးတော့ဒီလိုဖြူစင်တဲ့ဂုံသတင်းမျိုးကိုထိမ့်သိမ်းထားနိုင်တာကဟင်းဝရန်တို့လိုထိတ်တန်းမိသားစုကြီးတစ်ခုကတန်မိုးထားရတဲ့ချွေးမလေးတယောက်အဖြစ်နဲ့အတိမတ်ပြုဖို့လုံလောက်တဲ့အကြောင်းပြချက်ပါဒါကြောင့်ဟင်းဝရန်တို့မိသားစုဘက်ကစိုးပြေသင်ကိုတင်တောင်းတဲ့အခမ်းအနားမှာတောင်းတခြား ူတွေနဲ့မတူအောင်များပြားလာတဲ့ငွေသားပမာဏတွေစင်ရွှေရတနာတွေအများကြီးနဲ့ခန့်ခန့်နာတင်တောင်းခဲ့တာဖြစ်ပါတယ်အခုပရိဝတ်ဒီကိစ္စကလည်းအဲ့ဒီလိုတန်ဖိုးရှိတဲ့ချွေးမလေးကိုရရှိထားတဲ့အတွက်မိသားစုတစ်ခုလုံးကဝမ်းမြောက်ဝမ်းသာနဲ့သူ့ရဲ့စိတ်တိုင်းကြဖြစ်စေဖို့အကုန်ချခံဆောင်ရွက်ပေးရဖြစ်ကြောင်းထင်ရှားနေပါတယ်တကယ်တော့ဒီလိုမျိုးတရုတ်ပြည်ရေခဲတောင်ပေါ်ထိရဟတ်ရင်နဲ့တွားရောက်ခဲ့တဲ့အခွင့်အရေးမျိုးကရင်းနှုံးကမင်းသမီးဝင်းမောင်ရွှေရင်နဲ့သူ့ရဲ့ခရိုနီတတိကြီးခင်မုန်းတို့ပဲလုံနိုင်တာပါ အခုငယ်စဉ်ဆုံးတည်းကတွားပြီးတော့ရေခဲတောင်မှာရိုက်နိုင်ခဲ့ပါတယ်။အခုချိန်မှာတော့သားဖြစ်သူရဲ့အချစ်ရောမိဘတွေရဲ့တန်ဖိုးထားပြီးတော့ချွေးမပေါ်မှာမျက်နှာမှုတွေကိုပါပေါင်းဆက်ပြီးတော့ဒီလိုခန်းထားတဲ့မှတ်တိုင်ကိုစိုက်ထူလိုက်တာပါ။ကြီးကျွနေကြတဲ့ပရိသတ်တွေအနေနဲ့ချွေးမလောင်းရဲ့စိတ်တိုင်းချဖြစ်စေဖို့အရာရာဖြည့်ဆည်းပေးခဲ့တယ်။ဟင်းဝင်ရတို့မိဘတွေရဲ့တန်ဖိုးထားမှုပေါ်မှာဘယ်လိုမြင်ပါသလဲ။ဒီဆောင်တွေရဲ့ခန်းထားတဲ့အခိုက်အတန့်တွေအတွက်ဘယ်လောက်ထိဂုဏ်ယူအားကျမိလဲဆိုတာမှတ်ချက်ပေးခဲ့ပါဦးနော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။